2025ခုနှစ်မတ်လ22ရက်စနေမနက်စောစောနှုတ်ကပါတော်ရည်ဖျားခရံတက်လာတဲ့ကျွန်တော်တို့ဒီမှာခန်းစားပြီးတိရတာကလာတော်လာခြင်းလဲမဲ့ခွင့်ရွတ်ပြစင်ပြည့်တဲ့ပြည့်ရှင်နာမပုံကြည်ပါစီတော့ရှိဥစွာကလာချင်ရွေးတော်မစဉ်နှစ်ဆအနေဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ချင်းစီတက်ရှင်ခဲ့တာ87ရက်ရှိခဲ့ဖြစ်ပါတယ်ကိုလုံးကတဲ့87ရက်ကိုဘလို့အသုံးပြုခဲ့လဲပြန်ပြောက်ပြီးဆက်စစ်ဆက်စားဆင်ញံလုံးတင်ကြအောင်မနက်ဖြန်နေစပြီးတော့နှစ်ကုန်တီချန်ရှိသေးတာ284ရက်ချန်ရှိပါတယ် ကျန်ရှိတဲ့284ရက်ကိုလည်းကာလကျော်ကောင်းစိုးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လို့ကရှေးစွာတိုက်တွန်းလို့ဆိုပါစေဒီကနေ့ my bless of morning အစီအစဉ်ကိုအဓိကချေပြမဲ့ကျမ်းစာကတော့ရှမသက်ခရင်ခန်းကြီး28မှာအပိုင်ငယ်6တစ်ချက်အပိုင်ငယ်16တစ်ချက်ကိုစဉ်းစားမှာဖြစ်ပါတယ်အေရနိုင်မရှိ မိန်တော်မူတည်တိုင်းထမြောက်တော်မူပြီးလာကြသခင်လျှောင်းတော်မူရာရက်ကိုကြည်ကြလော့အပိုင်ငယ်16တကြိတ်တပါးသောတပည့်တော်တို့သည် ဂါလိလဲပြည်သို့သွား၍ယေရှုမှားထားတော်မူသော တောင်ပေါ်သို့တက်ကြလင်ကိုတော်ကိုတွေ့မြင်၍ပြတ်ဝက်ကိုးကွယ်ကြ၏။ဖာကြောင့်နှုတ်ကတော်တက်ရှင်တဲ့စကားတော်ဖြစ်တိုင်းကြောက်တမ်းတော်ဖျားသခင်သည်အတ္တတပံပြန်လဲကောင်းချီးပေးပါစေတော်။အာမင်။အရှင်ရှုဖျားအသေးချမ်းရှင်ပြထားမတဲ့အကြောင်းကိုခရစ်ဝင်လေးချမ်းလုံးမှာတွေ့ရတယ်။အမသည်မှာဆို28မာကုမှာဆို26လူကာမှာဆိုရင်ဟာလာအာ23 24 ယောဟန်မှာဆိုရင်20 21ပေါ့လေအာအဲ့တော့တွေ့ရပါတယ်ဟောလူကာမှာ24ပေါ့လေအဲ့ဒီရှင်ပြန်ထမောက်ချင်းကြောင်းနဲ့ပတ်သက်စဉ်းစားတဲ့ခါမှာအမျိုးသမီးတွေကဒီတလင်းငရီမနဆောဆောပေါ့ခုနှစ်အတွင်းပထမနေ့ကျွန်တော်တန်ရှင်းသူတွေတပတိကာလအတင်းတော်ကိုကိုပျောက်ဖွတ်တဲ့နေ့ပေါ့နော်တခင်ဖျားနေလို့သတ်မှတ်ပြီးတော့အော်တင်းကြီးတော်သွားကြတာဘာမှမတွေ့ရတော့အမကောင်းတယ်မှာသူတို့ဘာသတင်းစာပြောတယ်အေရမှာမရှိဘူးမိန်တော်မူခဲ့တဲ့အတိုင်း ေခြင်းကထမြောက်တော်မူပြီးထိုရှင်နာမဘုံကြီးပါစေအရှင်မိန့်ထားတဲ့အတိုင်းဖြစ်သွားပြီယောဒီနေ့ကိုယ့်အတ္တလည်းစဉ်းစားဖို့လိုတယ်အရှင်ကျွန်တော်တတ္တမှာနှုတ်ကပတ်တော်တွေအပြင်ကျွန်တော်ရဲ့တူးချင်းစီ personal quiet time ဖြစ်ဖြစ်လိမ့်မယ်ခရစ်ကျမ်းစာသင်တန်းအပြင်ကျမ်းစာသင်တန်းသင်ကြားတဲ့ဆရာဆရာမောက်ဘုရားခင်ကဝိညာဉ်တော်အပြင်အလင်းပေးပြီးတော့သွန်သင်တဲ့ခါမှာကိုယ်စကားပြောခံစားရတယ်ကိုယ်မိန့်တော်မူတိုက်ခံစားရတာဒါတဲ့အားလုံးကမိန့်တော်မူထားတဲ့ကြောင့်အေကံမှန် ပြည့်စုံသွားမှာဖြစ်ပါတယ်ဟာလေလုယာနောက်ဒုတိယပိုင်းတော့ဘာပြောလဲအမျိုးသမီးရဲ့အစဉ်တကြီးတပါသောတမန်တော်တွေတပည့်တော်တွေကိုဘာလုပ်ထားလဲဂါလိလဲပြည်သွားခိုင်းတယ်သူတို့ရှင်နဲ့သွားမယ်ပြောပါတယ်ဒါအရေးကြီးနော်အရှင်ကသူတို့ရှင်နဲ့သွားမယ်ကျောင်းစာဘာပြောလဲအရှင်ယေရှုမှားထားတော်မူသောတောင်ပေါ်တက်ကြလင်ကိုရောကိုတွေ့မြင်ပြီးတော့ပြတ်ဝေကိုကိုွယ်တယ်ထိုးရှင်အရင်ရောက်နေလို့ဖော်ပြချင်တာမှားထားတော်မူသောတောင်တခြားနေရာမဟုတ်ဘူးအရှင်အတိအကျပြောထားပြီးသားဘာကြောင့်လဲ အရှိအမှုတော်များကိုကျွန်တော်စဉ်းစားတဲ့အခါ၃နှစ်ခွဲနေပါတော့အမှုတော်ဆောင်ခဲ့ပါတယ်အစီခံခဲ့ပါတယ်ပထမ၃နှစ်ကတော့ဂါလီလဲအမှုတော်ပေါ့ဒုတိယ6လနှစ်ဝက်ပေါ့နှစ်ဝက်နေပါတော့အဲ့ဒါဂျူဒီယာမင်းနစ်ထရီယူဒပြည်အမှုတော်မြတ်ဖြစ်ပါတယ်ဒါအရှင်ရှုမာတဲ့တောင်းကိုဒီပြီးတော့တကြည်တမရောက်တဲ့အခါကျန်းစာဘာပြောလဲမာထားတဲ့တောင်းမှာတွေ့တယ်ဒါကြောင့်မိတ်တော်မူတဲ့အတိုင်းပြေဆုံးသွားတယ်မာထားတော်မူတဲ့အတိုင်းတွေ့တယ်ဟာလေလုယာဒါဒီကိုယ့်တတ်တာထဲမှာ 阿些明佬木结的也扒里来，阿些阿姑骂啥人也扒里来，阿些标人自家的，标人真撇没事佬，谁掐谁来？谁掐谁就骂人。讲起他们这些事情来，我自家地面路标他比啥嘛？骂古时东，我讲东时的，没等那实力，东时我嘛不清楚呀，那位。要显示自家白老嘛，标那么少，就如那米肉标一标嘛，俺他们说拉起嘛拉了，俺们到时候多钱多尼嘛，想着没好。 မိန့်တော်မူတဲ့အတိုင်းထမြောက်တယ်ထိုရှင်နာမဘုန်းကြီးပါစေပါတဲ့တောင်းသွားတဲ့ခါအရှင်ကိုတွေ့တယ်ဟာလေလုယာကျော်ဒီကနေပြောမိဘဝတ္တမအရှင်မိန့်ပါချက် အရှင်မှားတဲ့စကားတို့တွေကိုသားလင်းမျက်မှောက်ပြုပြီးတော့သွားလာခြင်းလဲသူနှုံသိမ့်ပြီးတော့ကျင်လေတဲ့သူတွေဖြစ်အောင်လို့တိုက်တွန်းလို့ဆိုလိုပါတယ်ကျော်ရဲ့နှုတ်တော်နဲ့ဝေခါချအဖြစ်အကြောင်းတို့မှဖျားခြင်းသည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစီတော့ဆုတောင်းနာပြပါစို့မြတ်တော်ရှင်ဖပါဗျာ အရှင်သည်မှားထားတိုင်းမိန့်တော်မူတဲ့အတိုင်းသိခြင်းအားထမြောက်ပါတယ်ထိုရှင်နာမပုံကြည်ပါစေထိုသူဒီတိတပါသောတပည့်တော်တွေကိုဂါလိလဲပြည်ကိုသွားခိုင်းတဲ့အခါမှာအရှင်မှားထားတောင်မှာအရှင်ကိုယဉ်တွေ့တယ်လို့ပြောပါအရှင်ကယဉ်ရောက်နေတာဖြစ်ပါတယ်အဲ့ချိန်မှာအရှင်ကိုပြတ်ဝဲကိုကိုယ်လို့ကျစားဖော်ပြပါတယ်ဒါကြောင့်ဒီနေ့အာရဘဝတတတိမှာလဲမိန့်တော်မူတဲ့အတိုင်းဖြစ်လာတယ်မှားထားတဲ့အတိုင်းတွေ့မြင်ရတယ်ဆိုတဲ့စကားတော်မှာစိတ်ချပြီးတော့အရှင်စကားကိုလားမျက်မှောက်ပြုလက်ဘောပြုလက်သွာလာခြင်းလဲစားအကြောင်းဖြစ်စေဖို့ ဘာကိုယ်တိုင်မဆာအသက်တာသီးမှာဝိညာဉ်တော်ဖရာအဖြစ်လင်းပေးခြင်းပဲ့ပြင်ခြင်းသွန်လင်းခြင်းစုများပြုပြော်ပို့ဆောင်ကောင်းကြီးပေးပါမိအကြောင်းသိခြင်းမှရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်ပြည့်ကိုမိပြုပြီးခြေစွာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြရပါဖရာသခင်အာမင်မနီယာ27ရက်နောက်ထောင်ပြီလာမပြောတဲ့ဟုမနီယာမွန်တက်ဆက်နိုင်တည်တည်ပါမိပါများတမတရားစီရင်ကြောင်းထုတ်လွှင့်ပြီးသားဖြစ်ပါတယ်လို့ဒါလာတလာရဲ့တရက်ဟလား 17ရက်21မှာထုတ်လွှင့်နေကြဖြစ်ပါတယ်။ဒါမနေ့ကထုတ်လွှင့်ပြီးသွားပြီ။နားထောင်ပြီးကြပြီလား။နားမထောင်သေးရင်ပြန်ပြီးတော့နားထောင်ကြည့်ပါအောင်လို့အာမြစ်တရားခံလို့ပါတယ်။ဒီတပတ်တာကလည်းမပြီးခဲ့တဲ့ခင်ဗျားနေပေါ့နော်။ဟော16နောက်ပြီးတော့16 20 20နှစ်ရှမသက်ခရိယံနေပြီးတော့ကျွန်တော်တို့လေ့ကျင့်တိတိစစကိတ်ပြီးဖြစ်ပါတယ်။ဟောမနေ့ကတော့ပြီးခဲ့တဲ့သတင်းလာနေ့16 19မနေ့က21မှာတော့ကပောက်ချမ်းနေစစခဲ့ပါ။ဒီတပတ်မှာတော့အာကျေးဇူးတော်ပဲ။မသေးကိုလည်း အဆုံးသတ်သွားပြီကပောက်ချမ်းလည်းအဆုံးသတ်သွားပြီကျောင်းကပောက်ချမ်းနေ၃ချိန်မသိန်းကနေ၄ချိန်ဝေခါထားတာဟုတ်ကျောင်းဘာလို့လဲဒီနေ့အားလုံးမသိဆိုမသိကြည့်ပဲအချိန်ရရင်ပေါ့ပြန်ကြောင်းကြည့်ရအောင်ဟောအချိန်ရရင်ဆိုတော့အချိန်မရရအောင်လုပ်ပြီးတော့ပြန်ပြောင်းကြည့်ရအောင်ခုတော့သင်္ကန်းစာတွေရပါလိမ့်မယ်လို့ကျုပ်ကြီးပြောနေကြောင်းပေါ်ပြလို့ပါတယ်ပြီးရင် public မှာထပ်မံပြီးတော့ share လုပ်ပေးပါအောင်လို့တိုက်တောင်းနှုတ်ဆက်လို့ပါတယ်ကျွန်တော်တို့မှာဖျားခင်သိကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တုံလောင်းပြီးလမ်းပြတော့ au basidon amen